ဒီအတိုင်းဆိုရင်တော့လေပေါ်မှာသူရောက်မှာတူဦးရှိနေတာတော့တေးကြနေပြီဟဲ့။ဘာကြောက်ဆောင်ဒါစီမှမညီဆုံးမဲငါတို့လေကြီးကရက်နေတာပဲ။ကဲကဲရေစာကျွေးဖို့မဲနိုင်ကြရအောင်။မဲကြသူကိုရေစာကျွေးပြီးထားခဲ့တော့မယ်။သူတယောက်ကြောင့်ငါတို့တလေလုံးဒုက္ခရောက်လို့မဖြစ်ဘူး။နိုင်မဟေးနိုင်မနိုင်မ။ဟဲ။ဟမ်။သူသူတော့မဖြစ်နိုင်တော့ပါဘူး။နောက်တစ်ခါထပ်လိုက်ကြရအောင်လေ။ အေး၃ချိန်တိုင်တိုင်သူပဲကြတယ်ဆိုရင်တော့မတက်နိုင်တော့ဘူးသူ့ကိုရေစာကျွေးပြီးထားခဲ့တော့မယ်ကဲတော့ခေါ်ခဲ့ကြတော့ဇလန်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ My Story Channel လေးကို Like ခံ Subscribe လုပ်ထားပေးကြပါအောင်ရှင် ပင်လေသမုတ်တရားလေတွင်ခီးတဲ့တင် ရွက်လေကြီးတစ်စင်းကရွက်စုံ လွှင်၍တက်ကုန်ဖွင့်ကသွားနေပါတယ်။ ချိုလေးကြီးပေါ်မှာခီးသွွားလူများနဲ့ယဟန်တော်ချိုလိုက်ပါလာခဲ့ပါတယ်။ယဟန်တော်များသည်ဇေတဝင်ကျောင်းတော်၌တည်င်းသုံးတော်မူနေသောမြတ်စွာဘုရားရှင်အားဖူးမြော်ရန်လိုက်ပါလာခြင်းပဲဖြစ်ပါတယ်။ယာတိဝတုကလည်းတာယာနေပြီးလေးပြေလင်းချင်းကလေးကလည်းတုံတုံတိုက်ခတ်နေရာလေးဘော်တွင်ပါလာတော်သူများမှာသမုတ်တရားလေနူအေးကိုရှူရှာရင်းလိုရာခရီးကိုလိုက်ပါလာကြပါတယ်။ ထိုစင်မှာပဲမမျော်လင့်သောအဖြစ်ပြက်တစ်ခုကြောင့်လေပေါ်ပါလာသူများလှုပ်လှုပ်ရှားရှားဖြစ်သွားကြပါတော့တယ်။ဟာဟာဘလို့ဖြစ်တာလဲ။ခေကြီးကရုတ်တရက်ရက်တန့်သွားပါလား။ဟုတ်ပါရောင်းရင်းရေရေအောက်ကကြောက်ဆောင်တွေဘာတွေနဲ့မျက်ညှိသွားလို့လားမသိဘူး။လူအများလှုပ်လှုပ်ရှားရှားဖြစ်သွားကြသလိုလေတကြီးလည်းရုတ်တရက်ရက်တန့်သွားသောမိမိလေကြီးအားနားမလည်နိုင်အောင်ဖြစ်သွားမိပါလေတဲ့။ ဟေးဒေဝနဲ့ဒတ်ထလှေပါဖြစ်လို့လေကွမသိဘူးဇီယာကြီးရေအောက်ကြောက်ဆောင်နေနေမြန်ညှိသွားလားမသိဘူးရုတ်တရက်ရက်သွားတာပါပဲကဲဒါဆိုလဲမင်းတို့ရေအောက်ကိုဆေးကြည့်ကြပါဦးလှေတကြီးရဲ့အမိန်ပေးမှုကြောင့်လှေထောသားအချို့ ရေအောက်သို့ဆင်းသွားကြသည် အချိန်နှင်းငယ်ကြာသောအခါသူတို့အားလုံးရေပေါ်သို့ပြန်တက်လာကလှေပေါ်သို့ပြန်ရောက်ခဲ့ကြလေသည်ဒေဝ အခြေအနေဘလို့လဲကွာလှင်ဝါအောင်မှာဘာမှမရှိဘူးဆရာကြီးလှေကဘာနဲ့မှမညီစုံမဲ့ရက်နေတာပါကဲကဲဘာနဲ့မှမညီစုံမှုဆိုလို့ရှင်ရယ်လေလှေကိုဆက်လွင်ကြည့်ကြတာပေါ့ကွာလှေထိုးသားတို့လည်းမိမိတို့တာဝန်ကြရာနေရာများသောသွားကလှေကိုဆက်လွင်ကြလေတဲ့သို့တော့လှေကမရွေးရမြဲတမ်းရက်နေပါတော့တဲ့อืม ဒီအတိုင်းဆိုရင်တော့ဝိသေသလက္ခဏာကထူးခြားနေပြီ။သေးကြပြီ။လှေထဲမှာသူရုပ်မှာတူဦးတော့ရှိနေပြီ။ဒီတော့လုံယိုးလှုပ်စင်ဒလီထုံးစံအတိုင်းလုံရတော့မှာပေါ့လေ။ထို့သို့စဉ်းစားပြီးနောက်လှေတကြီးသည်လူအများကိုအကျိုးအကြောင်းနဲ့ဒလီထုံးစံများကိုပြောဆိုပါတော့တယ်။ခေးသားပြည်သူများခင်ဗျာယခုအခါကျွန်ုပ်တို့လေကြီးကဘာတားစီးနေမှမညီစုံမဲ့ရက်တန့်သွားခဲ့ပါတယ်။ ကျွန်ုပ်ရဲ့အတွေ့အကြုံအရဆိုရင်အီဖြစ်ပျက်ခြင်းဟာလေးပေါ်မှာမကောင်းမှုခံကျူးလွန်လာတဲ့သူယုံမာတူပါရှိနေလို့ပါပဲ။ဒါကြောင့်ယဟန်တော်များမှလွဲ၍လေးပေါ်တွင်ပါလာတော်သူများအလုံးမဲချပြီးရေစာကျွေးရပါမယ်။မဲချသူကိုတော့အစင်အလာတိုင်းရေစာကျွေးပြီးချားခဲ့ရပါတော့မယ်။ဒီရက်အတွက်ကြောင့်ကျွန်ုပ်တို့ကို နားလည်ပေးကြပါရန်တောင်းပန်အပ်ပါတယ်ခင်ဗျာ။လေသကြီးဤစကားသည် ။တမာသမတ်ကြတဲ့ဖြစ်အားလုံးကသဘောတူလက်ခံကြလေသည်။ကောင်းတလို့သာစီစဉ်မှလှေတကြီးရေးမှကြုံရတဲ့အခက်ခဲဟာလှေတကြီးသာအတိဆုံးဖြစ်မှာပါ။ချိုးတို့လှေတကြီးရဲ့ဆုံးဖြတ်ကိုလက်ခံပါတယ်။လှေတကြီးဆန္ဒတိုင်းကန်ဆိုးသူကိုမဲချပြီးရွေးကြတာပေါ့။ဟာဟင်ဒါဒါတော့မဖြစ်နိုင်ဘူးထင်နေ။ ခေတကြီးသည်အများဆန္ဒအတိုင်းမဲလိတ်ချ၍သူယုံမာကိုရှာဖွေရာမဲလိတ်ကြသူကံဆိုသူမှာမမျော်လင့်သောသူဖြစ်နေသဖြင့်လေပေါ်ရှိလူများအလုံးအံ့ဩသွားကြရပါတော့တယ်။မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူး။အေးကွာငါလည်းမယုံကျင်ဘူး။ဒါပေမဲ့၃ချိန်မဲချရမှာဆိုတော့သူဖြစ်ချင်မှလည်းဖြစ်နိုင်မှာပါကွာ။လေထိုးသားတို့ဤစကားကိုနားထောင်ရင် လေတကြီးမှာမျက်စိမျက်နှာပြန်နေလေပြီ။ ဟုတ်ပါတယ်လေပေါ်ပါလာသူများအားလုံးမဲကြသူကိုမယုံကျင်ဖြစ်ခြင်းလဲဖြစ်လောက်เสียရပင် ထို့သူကပြုံမြင့်နှုတ်နဲ့ချစ်စပွဲအစင်းနဲ့လှပကြော်ရှင်သော လေတကြီးကတော်မတ်ဆန္ဒဖြစ်နေခြင်းကြောင့်ပင်ဒီကဲကဲနောက်နှစ်ကြိမ်စာရေးတိုင်ပင်ခြားကြည့်ကြဆိုဟေ့ လေထိုးသားများမှာစိတ်မသက်မသာနဲ့နောက်နှကြိမ်တိုင်အောင်စာရေးတမ်းပဲခြားကြတော့လဲမပြောင်းလဲ။ကံဆိုသူမှာသူတို့အရှင်သခင်ဤဇနီးဖြစ်သူလေတကြီးကတော်ပင်မဲကြလေသည်။ကဲဘလို့လုံမလဲဆရာကြီး။အေးသုံးကြိမ်တိုင်တိုင်သူပဲမဲကြတယ်ဆိုတော့မားစရာမရှိတော့ပါဘူးလေ။သူအသက်တချောင်းကိုငဲ့ပြီးလူအများဒုက္ခရောက်မဲ့အဖြစ်ကိုတော့ငါအဖြစ်မခံနိုင်ဘူး။ဒီတော့ ကံတရားအတိုင်းသာစီရင်ကြလော့ဘလို့ပြောလိုက်တာလဲရှင်အကိုဒီကညမကိုတိတ်ချစ်တယ်ဆိုအခုတော့ရက်ဆက်တော်မှာလားအကိုရဲ့ညမရဲ့မင်းကိုအကိုတိတ်မြတ်လို့ပါတယ်ဒါပေမဲ့ကွယ်အများအသက်နဲ့ညမအသက်ကိုဘသူ့ကိုငဲရမှာလေမထင်မှတ်ထားတဲ့အဖြေရလတ်မှုအကိုလည်းကြေကွဲဝမ်းနေရပါတယ်ဒါပေမဲ့လည်းကံစီမံရမှုကိုလည်းဘာမှမတတ်နိုင်တော့ဘူးကွာ လေသကြီးစကားဆုံးတွင်လေထိုးသားများက လေသကြီးကတော်ကို ရေစာကျွေးရန်ဆွဲခေါ်သွားကြတော့တယ်။မလိုက်ပြရစီနဲ့ကျမကိုမတတ်ပါနဲ့ရှင်။တနာကြပါကဲတော်မူကြပါ။ဟေးဟေးနေုံဒေဝနဲ့စကားသူ့ကိုဒီအတိုင်းရေထဲပစ်ချရင် သူ့ကိုယ်ပေါ်မှာဆင်းလာတဲ့အစဉ်တစားလဝိယတနာတွေဟာကျိုးပဲ့ပျက်စီးသွားတော့မှာပေါ့။ဒီတော့အဲ့ဒါတွေကိုချွတ်ပြီးအဝင်နှန်းတစ်ထည်ကိုသာဝစ်စင်စီပြီးရေစာကျွေးကြပြီတော့။အဲ နောက်တစ်ခုပြောစရာကြံသေးတယ်ဒီမိမကငါသိချစ်တဲ့ဇနီးမယားဖြစ်နေတာကြောင့်ရေပေါ်မှာဘောလောပေါ်ရုံးကန်နေမယ်မြင်ကွင်းကိုငါမမြင်လို့ဘူးဒါကြောင့်သူမရဲ့လေပင်မှာတဲပြစ်ထဲထားတဲ့အိုးတလုံးကိုချီပြီးရေမှာပြစ်ချလီတော့အိုးရက်စလိုက်တာအကိုရဲ့ လေထိုးသားတော်သည်လေတကြီးညိုကြကြအတိုင်းပြုလောက်ခါလေတကြီးကတော်အားသမုတ်တရားတဲ့သို့ပြစ်ချလိုက်ရာ သူမကြရာနေရာမှာပဲရေတော်ဝါတို့လူရဲ့ကြိုက်ဖြတ်စားတော့ကြလီတော့သမုတ်တရားရေးပြမှာအနီရောင်လွှမ်းခြုံသွားပါတော့တယ်ယဟန်တို့ကလည်းမိမိတို့မျက်စိရှိတွင်ပဲမြင်တွေ့ရတဲ့ဖြစ်ပျက်ကြောင့်စိတ်နှလုံးမချမ်းမသာဖြစ်ကြရပါတော့တယ်ကံဆိုဒီမှာ အလုံးအလုံးဆိုတာကလည်းကံတွေကို ဖြစ်ပေါ်စေပါတယ် ကောင်းကံမကောင်းကံကုသိုလ်ကံအကုသိုလ်ကံဆိုတာတွေကဘဝတန်တရားတစ်ခွေမှာကိုယ်တိုင်လောက်ထားသောအလုပ်တွေကနေဖြစ်လာစေတာပါပဲ။ဤဇလန်းမှာလေသကြီးကတော်ရဲ့အဖြစ်ကိုမြင်တွေ့ရပြီဖြစ်လို့ဒုမာဤအတိတ်ဘဝတစ်ခုကို ပြန်ကြည့်ကြရအောင်လားရှင်။တခါတုန်းကဘာယာနတိပြီမှာတကြွတူဤဇနီးမယားဖြစ်ပြီးရေခတ်ခြင်းစံဖို့မောင်းထောင်ခြင်းထမင်းချက်ခြင်း အစားရှိတဲ့ခတ်သိမ်းသောအမှုကိစ္စတို့ကို ကိုယ်တိုင်လုပ်ရတဲ့အင်ရှင်မတူဖြစ်လေတယ်။အဲဒီမဆန္နာအိမ်မှာ ခွေးတစ်ကောင် ရှိပါတယ်။အဲဒီခွေးလေးဟာမဆန္နာလေတဲ့သို့ထမင်းသွားဖို့လျင်လဲနောက်ကတကောက်ကလိုက်တတ်တယ်။ဈေးသွားမယ်။ရေခတ်တဲ့စတဲ့အလုပ်တွေကိုလုပ်တဲ့အခါမှာလဲမဆန္နာနောက်ကနေအမြဲလိုက်ပါလေရှိပါတယ်။မဆန္နာအနေကတကားမှခွာတယ်လို့ကိုမရှိပါဘူး။ အမြဲတပူပူတတွဲတွဲနဲ့အရေးလိုလိုက်ပါနေတော့တာပေါ့ဟေးဟေးဟိုမကြီးစန်းခွေးမုတ်ဆိုးမလာနေပြီတို့တော့အမဲဟင်းစားရတော့မဟေ့ခွေးမုတ်ဆိုးမမဟုတ်ပါဘူးရောင်းရင်ဟာဒီခွေးနဲ့သူက အရင်ဘဝကလင်မယားတော်ခဲ့တာကွာဒါကြောင့်အနာကမခွာ တကောက်ကောက်လိုက်နေတာပေါ့ဟာ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  လူငယ်များ၏ပြည့်ရဲစကားများကြောင့်မဆန္နာသည်အလွန်ရှက်သွားပြီးဒေါသလည်းထွက်ခါခွေးကိုကဲများဒုံများဖြစ်ပစ်ခါသူမနောက်တော့မလိုက်စီရင်အမျိုးမျိုးပြုလုပ်ပါတယ်။ဟာမလိုက်ပါနဲ့ဆို မောင်းမရပြုမရနဲ့ဒီခွေးနဲ့ကဲလိုက်ချင်အောင်ဟာသေပြီတော့ကဲဟဲ့ခွေးသည်ဒုတ်ခဲတော့ဖြစ်ပစ်ထုတ်လိုက်ရတွင် ထွက်ပြေးသွားပါတော့လေလစ်သည်နဲ့မဆန္နာနောက်သို့ဆက်လိုက်လေသည် တကြီးကတော်တို့မြန်ကုသိုလ်ကံကောင်းလိုက်တာနော်လူတွေမကဘူးခွေးကပါမခွဲနိုင်အောင်ဖြစ်နေတယ်ဆိုတော့ဟာ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 ထိုမိမ ాయి အဖြစ်ကိုမြင်ရသောသူများကလှောင်ပြောင်ပြောဆိုလိုက်သဖြင့်သူမသည် နောက်သို့လှည့်ကြည့်လိုက်သောအခါမလမကမ်းမဆက်လိုက်လာသောခွေးကိုတွေးလိုက်ရသောကြောင့်သူမဒေါသတို့သည်အထော်ထိတ်သို့ရောက်သွားခဲ့ပါတော့တယ်။ဒင်းကြောင့်ငါအဆက်ကွဲပေါင်းများနေပြီ တနေ့တင်ငါအချောင်းကိုသိစေရမယ်တကယ်တော့လူအချို့လှံပြောင်းပြောဆိုနေကြသလိုပါပဲထိုခွေးသည်လွန်ခဲ့သောသုံးဘဝမြောက်ကမဆန္နာ၏လင်းယောက်ျားဖြစ်ခဲ့ဘူးလေသည်ထို့ကြောင့်ချစ်ချင်းတနာတန်ရောစဉ်ကိုဖျက်တောက်နိုင်စွမ်းမရှိသေးရှာတော့ခွေးဘဝရောက်နေသည်ပင်ဖြစ်လင့်ကစားတကောက်ကောက်လိုက်ပါနေတာပေါ့ သို့တော်လည်းမဆန္နာအတွက်ကမူလူအများကြီးလောင်ပြောင်ကဲ့ရဲ့မှုများကြောင့်အရှက်နဲ့အမျက်တို့ရင်မာဖွဲ့တီးကြီးမားလာသောအခါတနေ့တွင်လယ်ထဲစင်းကကြီးကျက်နေသောခင်မုန်းဖြစ်သူတကြွေကြီးအားထမင်းပို့ဆောင်သွားလျာကျိုးတချောင်းကိုပါယူဆောင်လာခဲ့ပါတယ်။ခွေလေးကတော့ထုံးစံအတိုင်းနောက်မှပါလာခဲ့တာပေါ့။ဟောရှင်မတော်ရောက်လာပြီကို မောင်ကြီးစာနေပြီလားကျမလည်းအချိန်မီချက်ပြုတ်နေပေမဲ့ဒီခွေးကအနားမှာပဲပုတ်တိပုတ်သက်လာလုံနေလို့အလုံးမတွင်ကျဲပဲနောက်ကျသွားတာမောင်ကြီးရဲ့ရှင်မရောက်လာတာစောတောင်စောနေပါသေးတယ်ကွယ်မောင်ကြီးမစားသေးပါဘူးဒရိစံဆိုတော့လေသူခမားနေရေးစားရေးအတွက်သခင်ကို မျက်နှလုံးမျက်နှာဖြစ်အောင်ချစ်ခင်မှုကိုပြတဲ့နေနဲ့ပုတ်တိပုတ်သက်လောက်တာနေမှာပါကွာ မန်ဆန္ဒသည်လင်ယောက်သားကို ထမင်းပို့ပြီးအပြန်လက်ထဲအတွင်းရှိအိုဟောင်းတစ်လုံးကိုယူကာမြင်းစိတ်တစ်ခုစီသို့ဆင်းလာခဲ့လေတဲ့ခွေးလေးကတော့ထုံးစံအတိုင်းနောက်ကလိုက်ပါလာခဲ့တာပေါ့မြင်းစိတ်တို့ရောက်တော့အခါအိုးတဲ့သူတဲပြည့်ဖြေးလိုက်ပြီး အနီးနိုင်ကြည့်နေသော ခွေးကိုခေါ်လိုက်လေတဲ့ခုတ်ကြရီလာလာအိုး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 သူအပေါ်မှာအရင်ကတစ်ချက်ကလေးမှမျက်နှာသာမပေးတဲ့ ူ့အရင်ဘဝကမိမကဒီနေ့တော့စိတ်ထားပြောင်းပြီးချိုချိုတသာနဲ့ခေါ်နေလေတော့ခွေးလေးကဝမ်းသာအားရနဲ့အမီးလေးနံပြီးပြေးသွားတာပေါ့မဆန်တာလေသူမနီးတို့ ခွေးလေးရောက်လာတော့အခါခွေးဤလေပင်ကို ကျင်နာတယောင်ကင်ပြီးတော့အသင်ယူလာတော့ကျိုးဖြင့်တဲပြေထားတော့အိုးကိုခြီးလိုက်ပြီးကြံကျိုးအစွန်းတစ်ဖက်ကို ခွေးဤလေပင်အားခြီးလိုက်သည်ပြီးနောက် အိုးကို ရေထဲသို့မျောလိုက်ခါခွေးအားအိုးနောက်သို့လိုက်စေလေ၏ခေါကြရေတွန့်တွန့်အဲ့ဒီအိုးနောက်ကိုလိုက်လိုက်ခွေးလည်းအိုးနောက်သို့လိုက်သွားရာရေနစ်ရာ ရောက်တဲ့အခါအိုးထဲကို ရေများဝင်ပြီးအိုးကနင်းမြုပ်သွားသည်နှင့်အိုးနှင့်အတူတစ်ဖက်ကြိုးစားကိုလယ်ဘင်းမှတင်းနေအောင်ခြေနှောင်ခံထားရတဲ့ခွေးသည်လည်းရေအောက်သို့ပါသွားကသေဆုံးသွားရှာပါလိတော့သည် อีเมลมาดิဒီဝတ်တဲ့ချင်းဆိုတဲ့အာဟုတုကံကြောင့်ဒေလွန်တဲ့အခါငရဲမှာနှစ်ပေါင်းများစွာခံခဲ့ရပြီးငရဲကလွတ်လာပြန်တော့လေသူပြုခဲ့တဲ့အာဟုတုကံအကျွေးကြောင့်ဘဝပေါင်းတရာတိုင်းတိုင်းသဲအိုးကိုလည်းဘဲမှာဖွဲ့ချခံရပြီး ရေထဲကိုပြစ်ချအဆုံးစီရင်ခြင်းကို ခံရတာပဲဖြစ်ပါတယ်မကောင်းမှုကံကိုပြုတော်သူတို့သည်ကောင်းကင်၌ပြန်သွားတော်လင်းတော်၎င်း သမုဒ္ဒရာ၌သွားလျင်တော်၎င်းလှိုင်ကောင်းထဲမှခိုအောင်နေပါတော်၎င်းလွံ့မြောက်ခြင်းမရှိပေလွံ့မြောက်နေပါသေးလျင်လေကောင်းမှုကုသိုလ်ကံအရှိန်တွေကြံနေသေးတာဖြစ်မိဟု လေပေါ်တွင်ပါလာသောယဟန်၏လျှောက်ထားချက်ကြောင့်မြတ်စွာဘုရားကဟောပြလေခြင်းဖြစ်ပါသည်ဖုရားရှင်လက်ထက်ကခွေးကိုရင်းနှစ်တက်ခဲ့သောမိမကို အကြောင်းပြု၍သူအသက်သက်ကမကောင်းကျိုးရဆိုတဲ့ဖြစ်ရမှန်ဇလံလေးကဤနေရာမှာတွင်ပြီးဆုံးပါပြီရှင် နောက်ပိုက်တွေမှာလည်းဘလို့ဖြစ်ရမှန်ဇလန်းပုံမြင်တွေကို တင်ဆက်ပေးမလဲဆိုတာကို နားထောင်ရအောင် channel လေးကို like ခံ subscribe လုပ်ထားပေးကြပါအောင်ရှင်သူတစ်ပါးရဲ့အသက်ကိုမိမိအသက်ကဲသို့တန်ဖိုးထားတတ်သောလူသားများဖြစ်နိုင်ကြပါစေရှင်